ကြောက်တရားကကြောက်စရာကောင်းတယ်လို့ပြောတတ်ကြပါတယ်။အကြောက်တရားကလွတ်မြောက်ရေးဆိုပြီးအမတော်ဆန်းစုကြည်ကရေးခဲ့တော့အဂရိတရား၄ပါးတည်းကဘယဂရိကို နမူနာပြခဲ့ပါတယ်။ကျမကိုယ်တိုင်ကတော့တင်ကြောက်ရဲပါစေဆိုတဲ့ရေးသားကို ရေးဖြစ်ခဲ့ပါတယ်။တကယ်တော့ဗုဒ္ဓဘာသာဝင်တွေအဖို့ဟိရိအော်တပါဆိုတဲ့မကောင်းမှုကို ပြုရမှာချက်တင်ကြောက်တင်ကြောင်းအဆုံးမဟာနားမစိမ့်လာပါဘူး။အကြောက်တရားအစစ်မှန်ကို ရဲရဲတီကျင့်သုံးနိုင်စွာဟာလေလူသားများရဲ့စွမ်းရည်တတ္တိတစ်ခုဖြစ်ပါတယ်။မလို့လဲဆိုရင်အကြောက်တရားဆိုတာဟာပုံမှန်ဖြစ်တဲ့စိတ်ခံစားချက်တစ်ခုသာဖြစ်ပါတယ်။ချိန်ချောင်းမှုစိုးရိမ်ကြောင်းကြစရာအဲ့ဒီလိုຢာတွေကိုတုံ့ပြန်တဲ့အခါဖြစ်ပေါ်တတ်တဲ့တမယိုးကြစိတ်ခံစားချက်တစ်ခုဖြစ်ပေါ်လာတတ်ပြီးအဲ့ဒါဟာအကြောက်တရားပါပဲ။အကြောက်တရားဆိုတာသူ့ကိုဖြစ်ပေါ်စေခဲ့တဲ့စိုးရိမ်ထိတ်လန့်စရာအကြောင်းတရား ချိန်ကြောက်နေတဲ့အကြောင်းတရားတွေပြီးဆုံးလွန်မြောက်သွားတဲ့အခါသူလည်းကင်းလွတ်ပြီးဆုံးသွားတတ်ပါတယ်။တနည်းအားဖြင့်စစ်မှန်တဲ့အကြောက်တရားတွေဟာလူသားကိုအန္တရာယ်မကြောက်ရအောင်ကာကွယ်ပေးနိုင်၊ကယ်တင်ပေးနိုင်စွာအထိထိရောက်စေနိုင်ပါတယ်။ဒါကြောင့်ကျမကတော့အကြောက်တရားကိုကြောက်စရာလို့မမြင်တတ်ပဲကြောက်တဲ့ကြောက်ထိုက်တာကိုရဲရဲကြီးကြောက်ရဲဖို့ကသာပိုပြီးအရေးကြီးတယ်လို့မြင်ပါတယ်။ဒီနေရာမှာ လူသားရဲ့နောက်ထပ်စွမ်းရည်တစ်ခုကအရေးပါလာပါတယ်။အဲ့ဒါကတော့ဘယ်အရာကိုတော့ကြောက်တင်ကြောက်ထိုက်တယ်ဆိုတာကိုသိနိုင်စွမ်းအကဲဖြတ်နိုင်စွမ်းပဲဖြစ်ပါတယ်။အဲ့ဒီအတော့အချက်အလက်တွေဗဟုသုတတွေအပြင်အမျော်မြင်အစဉ်အချိန်တွေပါလိုအပ်ပါတယ်။တရားတွေကလူသားတွေကိုအကြောက်တရားအပေါ်မှာရောသူကြောက်နေတဲ့အကြောင်းတရားအပေါ်မှာပါထိုက်တဲ့အားလျော်တဲ့အချိုးစားညီမျှတဲ့ ပြန်ဆောင်ရွက်မှုကိုဆုံးဖြတ်ပြဋ္ဌာန်းပေးလေရှိပါတယ်။ဒါကြောင့်ဒီအရာတွေချို့ယွင်းအားနည်းသွားမယ်ဆိုရင်လူသားဟာစွန့်ရီတတိအားနည်းသွားပြီးလူအရာကြလာနိုင်ပါတယ်။တနည်းကြောက်တင်ကြောက်တိုက်တာကို မကြောက်ရဲမကြောက်တတ်တော်တဲ့လူသားဟာအန်တရယ်မကြရောက်အောင်ကာကွယ်ပေးနိုင်ကဲတင်ပေးနိုင်စွမ်းလဲကုံဆုံးသွားတတ်တာမို့လူသားစွန့်ရီကြဆုံးပြီး လူအရာကြလာတတ်တာမျိုးပေါ့လူအရာကြလာတဲ့လူသားတွေကအကြောက်တရားကိုဘလို့ရင်ဆိုင်တက်ကြလဲဆိုရင်အယူမှုတုံ့ပြန်မှုပြုကြတာမျိုးပါပဲသူတို့ကြောက်နေတဲ့အကြောင်းတရားတစ်ခုခုအခြေအနေတစ်ခုခုဒါမှမဟုတ်လောက်ရှားမှုတစ်ခုခုကိုပြင်းပြင်းထန်ထန်စင်ကျင်မဲ့မဲ့ဒီဇိုင်းမတ်မတ်စန့်ကျင်တွန်းလှန်ပြီးသူတို့ရဲ့စိုးရိမ်ပူပန်မှုစိတ်ဇောကိုဖြည့်ဖြောက်ဖို့ကြိုးစားလာတတ်ကြပါတယ် တနည်းအားဖြင့်တကယ်အစ်စ်အမှန်ချိန်ချောင်းမှုစိုးရိမ်ပူပန်စရာအနေထားထက်အစများစွာပိုပြီးကြောက်ရွံ့ကသူ့ရင်မဆိုင်ရဲတဲ့အရာကို အစမတန်အင်အားသုံးပြီးစန့်ကျင်တွန်းလှန်တာမျိုး ရင်မဆိုင်ရှောင်ကွင်းထွက်ပြေးတာမျိုးတွေလှုပ်တက်ကြတာပေါ့ဒါကြောင့်ဖိုဘီယာလို့ဆိုတဲ့အကြောက်လွန်ခြင်းကသာအန္တရာယ်ကိုဖြစ်စေတတ်တာပါအကြောက်လွန်ခြင်းမျိုးစားတွေကအများအပြားရှိတတ်ပါတယ် အမြင့်တက်ရမှာကြောက်တာအလုံးပိတ်အခန်းကိုကြောက်တာအမောင်ကိုကြောက်တာတရိတ်ဆန်ကိုကြောက်တာဆိုတဲ့အကြောက်လွန်ယောဂတွေဟာတချို့လူသားတွေရဲ့အတွက်နေတတူကလုပ်ငန်းဆောင်တာတွေပြည့်ရွေးတဲ့အထိဒုက္ခပေးတတ်ပါတယ်။နောက်ထပ်အကြောက်လွန်ယောဂတမျိုးမှာတော့လူအများကြားတဲ့စကားပြောဆိုရမှာကိုဝေဖန်ဆန်းစစ်ခံရနိုင်တယ်။အကဲဖြတ်မှတ်ချက်ပေးတာတွေလောက်ကြတော့မှာပဲဆိုပြီးကြောက်လန့်တာမျိုးပေါ့။ ဒါကလည်းအဲ့ဒီလူသားကိုကိုယ့်ဘာသာနှုံစွန့်စေတဲ့ဒုက္ခမျိုးပေးပြန်တာပေါ့ဒီလိုပါပဲနောက်ထပ်အကြောက်လွန်မျိုးစားတွေရှိနေပါတယ်ဘလို့ကြောင့်အကြောက်လွန်တော့အကြောက်လွန်မှုကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲဟာပြင်းထန်တဲ့မူမမှန်တဲ့တုတ်ပြန်မှုတွေစတိုက်ဖြစ်တတ်လို့ဖြက်စီးတတ်တဲ့သဘောတဘာဝရှိတယ်လို့ဆိုရပါမယ်တနည်းတော့အကြောက်လွန်ရင်လူသားရဲ့ကောင်းမွန်တဲ့စွမ်းရည်ကိုရော့ကျစေလို့ အကြောက်လွန်တာဟာလူအရာကြတာပဲလို့တောင်ဆိုရမှာပါအဲ့ဒီလိုအကြောက်လွန်သူတွေဟာအုံနဲ့ဂျင်းနဲ့မြားပြားလာတဲ့အခါယူတုတ်ပောက်ကွဲတဲ့အပြုတ်မူတွေကိုပြုတ်မူလာတတ်ကြပါတယ်သူတို့ဟာကိုယ့်အနေထားကိုကိုယ်တိုင်နားလေသဘောပေါက်မှုကင်းမဲ့ပြီးသူကြောက်နေတဲ့အရာကိုသာတစ်ဖက်သက်အပြစ်တင် အပြစ်ပုံချပြီးတခြားလူတွေကပါအဲ့ဒီအရာကိုဝိုင်းဝန်းစန့်ကျင်ဖို့ လုံစော်စီးယုံလာပြီဆိုရင်တော့အဲ့ဒါဟာအကြောက်လွန်အဆင့်ထက်ကျော်ပြီးကြောက်ယူအဆင့်ထိရောက်ပြီလို့ဆိုရမှာပေါ့ဒီကနေ့ကဘာမှာဖြစ်ဖြစ်နေတာတွေကိုကြည့်ပြီးကြောက်ယူတွေခိထကြင် Error of Phobians လို့တောင်တွေးမိနေပါတယ်ဩစတေးလျနိုင်ငံပတ်ညူကပန်ပတ်ရဲ့စကားဝိုင်းဆွေးနွေးပွဲတစ်ခုမှာကျွန်မကဒီစကားလုံးကိုစသုံးဆွဲပြောဆိုခဲ့ပြီးနောက် ကျွန်မစိတ်ထဲမှာဒီအကြောင်းအရာဟာစွဲကြံနေရပါတယ်။တကယ်တော့ကြောက်ရွံ့တွေကြောင့်ပဲကဘာကြီးဟာပပွက်စုမငိမ့်ချမ်းဖြစ်နေရတာအတော်ကြာပါပြီ။ရှေ့ကစစ်ကြီးနှစ်ခုလုံးမဖြစ်သေးလို့သာတတရကဘာဆက်ဖြစ်နေပြီလို့မပြောတာသာရှိပြီးတကဘာလုံးမှာစစ်မဖြစ်တဲ့နေရာငိမ့်ချမ်းစွာဆန္ဒပြမှုတွေကို အကျန်းဖက်ဖြိုခွင်းမှုမရှိနေတဲ့အရက်ဆိုတာတွေမရှိသလောက်နဲနေတာမြင်တွေ့ကြုံတွေ့နေကြရတာပါပဲလက်တလောဖြစ်နေတာတွေရဲ့အကြောင်းရင်းတွေမှာလဲအာနာလက်ဆုပ်ဖြေရမှာကိုအကြောက်လွန်တာကိုနဲ့အသားယောင်လူမျိုးဘာသာလိင်နိုင်ငံရေးရည်တည်ချက်မတူသူများကိုအကြောက်လွန်တာကိုလက်ရှိအခြေအနေလေးပြောင်းလဲသွားမှာကိုအကြောက်လွန်တာအဲ့ဒီလိုနှီးပေါင်းစုံနဲ့အကြောက်လွန်ကြတာကိုပဲ တွေ့မြင်ကြရမှာပါဘလို့ပဲလက်တွေ့သူတေသနရလက်တွေနဲ့သက်သေပြဖြောင်းဖြားကြပေမဲ့ကြောက်ရူးတွေအဖို့ကတော့စင်ကျင်မဲ့ကြောက်ပြီးအင်အားသုံးတုံ့ပြန်လိုက်ရမှာနေသာသွားတတ်ကြသလိုမဟုတ်ကဘာတလွာစူပွက်ဝုံတိုင်းကျင်းနေကြတာပါပဲကြောက်တက်ဖို့တင်ယူနိုင်ကြပြီစစ်မှန်တဲ့အကြောက်တရားကိုရဲရဲချင်းလက်ခံကျင့်သုံးတာ အကြောက်လုံအဆင့်ကြောက်ယူအဆင့်တွေထိ မကူးဆက်သွားအောင်လူသားတဦးချင်းစီအားထုတ်လာနိုင်ကြမှာသာဒီကြောက်ယူခက်ဆူကြီးကိုကျော်လွှားနိုင်မယ်လို့ယူဆပါတယ်။အင်မတန်မလွယ်ကူတဲ့ကမ္ဘာစင်ခေါ်မှုကြီးဖြစ်တာမို့ဒါကိုကျော်လွှားနိုင်ဖို့မျှော်လင့်ချက်ကတော့မှုံပြပြပါပဲ။